ဝမ်စလော့ရဲ့လူအပ်ချက်တွေပေါ်လွင်စေခဲ့တဲ့အင်္ဂလန်ဒါဘီမပြောမပြီးပြောအောင်ပါပဲပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးနဲ့မန်ယူအသင်းပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပါပြီ ပြောရလို့ရှိရင်လေဘပူအနေနဲ့ကလေးပွဲဆက်ရှုံးပွဲနဲ့ထိုက်တန်တယ်လို့ဆိုရပါမယ်။ပြန်လာနိုင်မဲ့အခိုက်အတန့်တွေကိုဖန်တီးနိုင်ခဲ့ပြီမဲ့လေလိုအပ်ချက်တွေများခဲ့ပြီးတော့အခုလိုမျိုးရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာပါ။ဒီပွဲရဲ့အဓိကတရားခံကတော့အန်စလော့ပါပဲ။ကောင်းတဲ့အချက်တချို့ရှိခဲ့ပြီမဲ့လေအားနည်းချက်တွေကပုံများခဲ့တာကြောင့်မလို့အခုလိုမျိုးရလက်ထွက်ပေါ်ခဲ့တာပါ။ပထမဆုံးအမားကတော့မိုးဆာနာကိုလူစားမနေခဲ့တာပါပဲ။ ိုးဆာနာဆိုတာကလီဗာပူးအတွက်အကောင်းဆုံးတွေပေးဆက်ကစားတဲ့ကစားသမားဆိုတာမှတ်ပါတယ်။လီဗာပူးအတွက်တင်မကဘူးပရီးမီးယားလိအတွက်ပါအဆင့်တစ်ခုရှိတဲ့ကစားသမားပါ။ဒါပေမဲ့လို့လဲပွဲစဉ်တစ်ခုပေါ်မှာသူစွမ်းဆောင်ပြနေတဲ့ခြေစွမ်းအပေါ်မူတည်ပြီးတော့လူစားလဲတင်လဲရမှာဖြစ်ပါတယ်။ဒါပေမဲ့ Amslock ကဒါကိုမပြုတ်လုပ်ခဲ့ဘူး။ Frame Bound နဲ့လူစားလဲမလို့လုပ်ခဲ့ပြီးမှခြေပါကိုပြန်ရသွားလို့ Frame Bound ခမရအရန်ခုံမှာပြန်ထိုင်နေရတယ်။ ။ဆာလာကိုမကောင်းမှုပြောနေတာမဟုတ်ဘူး။မန်ယူနဲ့ပွဲမှာသူ့စွမ်းဆောင်ရည်တွေကမကောင်းခဲ့တာပါ။ကန်သွင်းချက်တစ်ချိန်ကိုလည်းလွှဲချော်ခဲ့သေးတယ်။နောက်ပြီးတော့ပေါင်မန်တစ်ချောင်းမှာသူပြသခဲ့တာတွေကလည်းပုံမှန်ထက်မပိုခဲ့ပါဘူး။တကယ်ကိုမှထောက်ပြခြင်းစရာအချက်တွေဖြစ်ပါတယ်။ဒါကိုလာမယ့်ပွဲစဉ်တွေမှာ M slot ပြင်ဆင်ရတော့မှာပါ။နောက်တစ်ချက်ကဂက်ပိုပါ။ဂက်ပိုကတွင်ကိုတကိုတွင်းယူတယ်ဆိုရင်လည်းလို့လေသူ့ရဲ့စမ်းဆောင်ရည်ကတော့ညံ့တဲ့ဘက်ကိုသွားခဲ့ပါတယ်။တွင်ကိုကလည်းအရန်ကြီးချီချူးချင်းစရာမကောင်းခဲ့သလို တပွဲလုံးမှာဘောလုံးအကင်ညားပြီးတော့မလုတ်တဲ့အမားတွေကိုကျူးလွန်ခဲ့ပါတယ်။ဘသူမှမရှိတဲ့ကိုးပေါက်ကိုခေါင်းတိုက်သွင်းရတာတောင်မှအန်အောစရာကောင်းလောက်အောင်လွဲချော်ခဲ့ပါသေးတယ်။ဒါပေမဲ့သူက M slot စိတ်ချကစားသမားဖြစ်နေပါတယ်။ဆိုတော့သူနဲ့ပတ်သက်ပြီးအပြောင်းလဲမလုပ်ရတဲ့နီးပြရဲ့အပြစ်လိုပဲဆိုရပါမယ်။ကွင်းလယ်ကတော့လီဗာပူးတို့ကအသာစီးရယူနိုင်ခဲ့တယ်။ဆိုဘိုကကွင်းလယ်မှာဟန်ချက်ညီဒီရဲ့နဲ့ဘရက်ဒလီနီယာမှာဝင်ကစားရတဲ့အချိန်မှာတော့အနည်းငယ်လေးလိုအပ်ချက်ရှိခဲ့ပြန်ပါတယ်။ ရန်လီကိုထုတ်ပြီးဖရင်ပောင်ကိုတန်းထည့်လို့ရောမရဘူးလားလို့ပြည်သက်တွေကမိကွန်းထုတ်ချင်နေကြပါပြီ။ဖရင်ပောင်ကတူဝင်ကစားရတဲ့မိနစ်အနည်းငယ်အတွင်းမှာအကောင်ဆုံးလုပ်ပြသွားနိုင်ပါတယ်။ဆိုတော့ဒီရှုံးပွဲဟာကစားသမားသုံးဆွဲပုံအားနေခဲ့တဲ့အမ်စလော့ရဲ့အပေါ်မှာပဲမူတည်ပါတယ်။ကစားသမားတွေကတော့အကောင်ဆုံးပေးဆက်ကစားခဲ့ပါတယ်။ခါကက်ဆဲ့ဘေဇန်းကထောက်လျှောက်ထိုးပေါက်ခံနေရတဲ့ဆိုပေမဲ့လို့လေခါကက်ဆ်အနေနဲ့ကအတက်နိုင်ဆုံးစူးစမ်းသွားနိုင်ခဲ့ပါတယ်။ဖက်စစ်မူအီဆက်ကလည်းလိုအပ်ချက်တွေရှိခဲ့ပြီးတော့ EGTK အနေနဲ့ကလည်း900လို့ဆိုများနေတဲ့ပုံစံကိုတွေ့မြင်ခဲ့ရတယ်။အထူးသဖြင့်ကတော့ပွဲပြီးချိန်တွေမှာရလက်ကိုမထိနိုင်ခြင်းကလေဗာပူးကိုအခက်တွေ့စေခဲ့တာဖြစ်ပါတယ်။ Alice နဲ့ပွဲတုန်းကလည်းဒီလိုပါပဲ။ဓာရီကိုပြင်ဆင်ရင်းနဲ့မှအကောင်းဆုံးပြန်လာနိုင်ပါစီလို့ပဲမျှော်လင့်လိုက်ရပါတယ်ရှင်။